သောတာမလည်းဖြစ်တယ်လို့ပြောစေတယ်ပတ်စံကိုင်းနေတယ်ခင်ဒါသောတာမဟုတ်ပါမလားတက္ကရကမတွေကဘုရားစကားယုံမလားအဲ့ဒီဘုံကြီးစကားယုံမလားဘုရားစကားယုံရမှာပေါ့မြတ်စွာဘုရားကိုယ်တိုင်ပြောထားပြီးသားလीအဲ့တော့တချို့ပုံပေါ်တွေကဘုရားတရားဘုရားတရားနဲ့ပောက်ကရတွေထေရဝါဒပိဋကမကြီးတဲ့ပါဠိတော်ထာဂရတိကမကြီးတဲ့၆ဟောတယ်အဲ့ဒါသတို့တရားပဲဘုရားတရားမဟုတ်ဘူးတက္ကရကမတွေကအဲ့ဒီထေရဝါဒပိဋကတွေနဲ့တိုက်ကြည့်ရမှာမှန်လားမှန်လား ဲ့တော့အရိယာဖြစ်တယ်လို့လည်းပြောတယ်ငွေကင်လို့ခါတယ်ကွန်စာဆက်လိတော့ယဟနာလို့ပြောတယ်ပြီးတော့ကွန်စာတယ်ဆက်လိတော့တယ်တဲ့ကြည့်အောင်ယဟနာမှာကိလေသာ မရှိတော့ဘူးလေဒီဆက်လိကိုဆွဲလန်းနေတယ်ကိုယ်နေဆွဲလန်းနေတယ်ဆိုတော့ဒါယဟနာဟုတ်မလားအေးတရားတော်မှာပေါ့သူတော်ကောင်းတို့လူအနာဂံဖြစ်သွားရင်ပတ်စံနေမကင်တော့ဘူးတဲ့ဘုန်းကြီးမပြောနဲ့လူအနာဂံဖြစ်ရင်ငွေမကင်တော့ဘူးတဲ့ညသာမစားတော့ဘူးလူနာဂံဖြစ်ရင် သားနဲ့မယားနဲ့လည်းအတူတူမအိပ်တော့ဘူးအများကြီးပါပြောင်းလဲမှုတယ်အဲ့ဒါကိုတခါတခါမှတရားနားမလဲဘူးရိတ်တာလောကတွေမှာလည်းအဲ့ဒါလိုအမားမာယွန်းယွန်းနေအများကြီးပဲတခါတော့မှပေါ့သူတော်ကောင်းတို့တကြောက်တခါတခါမှပေါ့သူတော်ကောင်းတို့ထေရဝါဒဗုဒ္ဓဘာသာလို့အမိခံရင်တရားတွေကိုမှန်မှန်ကန်ကန်နဲ့နိလမှန်မှန်ကျင့်ဖို့လိုလားမလိုဘူးလားလို့တယ်ဘယ်နဲ့တရားအထုတ်တဲ့လူကိုခန္ဓာကိုယ်ကြီးကိုကျိုးနဲ့တုတ်ထားရတယ်ဆိုဒါတရားမဟုတ်ဘူးမတရားဖြစ်သွားပြီဘယ်နဲ့မြတ်စွာဘုရားက လျောင်းထိုင်ရသွားဣရိယာပုတ်၄ပါးဘုရားညွှန်ကြားထားတယ်လေကိုမြတ်တဲ့ဣပိဣရိယာပုတ်နဲ့တရားမှတ်ရမှာအခုအဲ့ဒါကိုတရားထိုင်တဲ့ပုဂ္ဂိုလ်ကိုဘယ်နှစ်နာရီလောက်ထိုင်ရမလဲမဖြုတ်ရဘူးကြိုးကြီးနဲ့တုတ်ထားတော့ဒါဘုရားတရားနဲ့မညီတော့ဘူးဟုတ်ကလားတခါတခါမှတို့စဉ်းစားကြည့်ခန္ဓာကိုယ်မှာတခါမှတို့ကဒီပယ်ရမှာကကိလေသာဒီခန္ဓာကိုယ်မှာရှိတဲ့ဒီအကျိုးဝေဒနာကြီးကိုချုပ်အောင်လုပ်လို့မရဘူးနားလည်လားဒီဝေဒနာကိုငါလို့စွဲနေတယ် တဏှာနဲ့ဆွဲတယ်ဒိဋ္ဌိနဲ့ဆွဲတယ်မာနနဲ့ဆွဲတယ်ဒီတဏှာမာနဒိဋ္ဌိတွေကိုပဲဖြုတ်ရမှာဟုတ်ကလားဒီအကျိုးဝေဒနာကြီးကိုချွတ်အောင်လုပ်လို့ရသလားမရဘူးမရဘူးအဲ့ဒါဒကာဒကာမတွေနားလည်ရမယ်အဲ့တော့ဥစဉ်တော့ကပယ်တတ်ရမယ်တရားစီကိလေသာဟုတ်လားအကြောင်းသမုဒယသစ္စာဖြစ်တဲ့တဏှာတဏှာကိုပဲပယ်ရမှာလीအ အကျိုးဒီခန္ဓာကောင်ကဝေဒနာကြီးကိုချုပ်တိအောင်လုပ်လို့မရဘူးအဲ့ဒီတဏှာကိုလည်းဘယ်လိုပဲမလဲမက္ခသစ္စာကိုပွားပြီးတော့အခုဒီဝေဒနာကိုမမြဲဘူးမမြဲတဲ့ဝေဒနာတွေကိုအနိစ္စဒုက္ခအနတ္တကလက္ခဏာတင်ပြီးတော့မက္ခသစ္စာကိုပွားများလိုက်တဲ့အခါမှာဒကာဒကာမတို့ပဲသိနေကြတာဖြစ်ဖြစ်မုန်းတော့ဖြစ်ဖြစ်ဆုံးပြီးတော့ဘာဖြစ်သွားလဲနိဗ္ဗာန်မဝင်ဘူးလားအေးအဲ့ဒါဆိုတာအဲ့ဒီဒီဝေဒနာက မဆွဲလန်းနေတဲ့တဏမာနဒိဋ္ဌိတွေကပြတ်သွားတာဒီဝေဒနာကြီးကချုပ်သွားတာမဟုတ်ဒီအကျိုးဝေဒနာချုပ်အောင်လုပ်လို့မရဘူးရသလားသောတာပန်ဖြစ်ရင်လည်းဝေဒနာကြံနေသေးတယ်လေသောသောတာပန်မှာကျိုးမယ်တရားတော်မှလည်းတက်တက်ကောင်မှားနေရှိတယ်ကဲဝေဒနာနှီးတော့တာတဏနှီးတော့ဆိုတာဘာပြောတာလဲကဲပြောစမ်းဝေဒနာချုပ်တယ်ဆိုတာဘာကိုပြောတာလဲဘယ်ဝေဒနာချုပ်တာလဲဟမ်အဝိဇ္ဇာချုပ်ရင်ဘာချုပ်လဲသင်္ခါရချုပ်တယ်သင်္ခါရချုပ်ရင်ဘာချုပ်လဲ ဝိညာဉ်ရှုပ်တယ်ထားပါတော့ဝေဒနာရှုပ်ရင်ဝေဒနာနိရောဓဒနာနိရောဓမပြောဘူးလားကဲဘာချုပ်တာလဲချုပ်တယ်ချုပ်တယ်တချုပ်ချုပ်နေဘာချုပ်လဲအဲ့ဒါပဲဝေဒနာရှုပ်တယ်ဆိုတာဥပ္ပာဏနိရောဓနဲ့အနုပ္ပာဏနိရောဓနှမျိုးရှိတယ်ယဟနာပုဂ္ဂိုလ်ရဲ့ဝေဒနာချုပ်တယ်ဆိုတာအနုပ္ပာဏနိရောဓနောက်တစ်ဖန်မဖြစ်တော့ချုပ်ရှင်းဘယ်တော့မှဒီဝေဒနာတွေကယဟနာပြိဋိဘံပြုပြီးရင်ဒီဝေဒနာတွေဖြစ်မလာတော့ဘူး ဒါရင်ပဲပြစ္ဆုတ်ပါမှာယဟန္တာမှာဝေဒနာရှိနေသေးတယ်ဘာဝေဒနာလဲဥပေက္ခဝေဒနာနဲ့ကာယိကဝေဒနာနဲ့ကာယိကဝေဒနာကာယိကဒုက္ခတွေနော်ကာယိကဒုက္ခဝေဒနာတွေရှိနေသေးတယ်ဒါရင်ပဲတဏမာနဒိဋ္ဌိတွေနဲ့ခံစားနေတဲ့ဒီဝေဒနာတွေဟာအရတမဲနဲ့အကျွေးမဲ့ဖြတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီဝေဒနာတွေကနောက်ထပ်ဘဝခန္ဓာအသက်ကိုမယူတဲ့အတွက်ကြောင့် မလာတော့ဘူးအဲ့ဒါကိုအနုပါဒနိရောဓလို့ခေါ်တယ်။သောတာပန်ဝေဒနာရှုပ်တယ်ဆိုတာဘယ်လိုရှုပ်တာလဲဒါအယူဆတွေလွဲနေတာနော်။သောတာပန်ပုဂ္ဂိုလ်သည်သောတာပတ္တိမင်းနဲ့ဒိဋ္ဌိကရတံပြုတ်စိတ်၄ပါးကိုပယ်ချပယ်လိုက်တယ်ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်၄ခုအဲ့တော့ဒိဋ္ဌိရှင်နဲ့ရှင်တဲ့စိတ်ထဲမှာနော်သောမနာသာသဟုဒိဋ္ဌိကရတံပြုတ်သောမနာသာဝေဒနာဝေဒနာပါတယ် ဲ့တော့ဒိဋ္ဌိနဲ့ရှင်တွဲနေတဲ့ဝေဒနာတွေသောတာပန်မှာမဖြစ်တော့ဘူးအဲ့ဒီဒိဋ္ဌိနဲ့ရှင်တွဲတဲ့ဝေဒနာတာသောတာပန်မှာမဖြစ်တာကြံတဲ့ဒိဋ္ဌိကနာဝိပယုတ်ဒိဋ္ဌိနဲ့မရှင်တဲ့ဝေဒနာတွေသောတာပန်မှာဖြစ်တယ်ဒါကြောင့်အဲ့လိုဝေဒနာကိုချုပ်အောင်လုပ်လို့ရလားမရဘူးမရဘူးပြောမယ်ဆိုရင်တကယ်တော့ဒိဋ္ဌိကပြတ်သွားလို့အဲ့ဒီဒိဋ္ဌိအကြောင်းခံပြီးတော့ဖြစ်လာမဲ့ဝေဒနာတာမဖြစ်တော့တာကြံတဲ့ဝေဒနာတွေဒုက္ခတွေရောဒုက္ခတွေရောဥပ္ပခါတွေရောချီးပီးသား နောက်အပယ်စင်းရဲကိုကြာစေတဲ့အပယ်စင်းရဲမှာခံစားရတဲ့ဝေဒနာတွေနဲ့အနုပါဒနိရောဓအနေနဲ့သောတာပတ္တိမေကဖြတ်ပြစ်လိုက်တယ်။ဟောသောတာမမဒိဋ္ဌိရှိနေဒိဋ္ဌိတွေဒိဋ္ဌိတွေဝိသိကိစ္စတွေရှိနေသေးလို့ရှိရင်တရားဓမ္မတွေအချိန်မရွတ်အပယ်ကိုကြာနိုင်လားမကြာနိုင်ဘူးလား။အဲ့တော့ဒိဋ္ဌိကိုအဲ့ဒီသောတာပတ္တိမေကဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်တတ်လိုက်လို့ရှိရင်အပယ်စင်းရဲမှာခံစားရမယ့်ဒုက္ခဝေဒနာတွေရှိပါအောင်မလား။အဲ့တော့အပယ်စင်းရဲမှာဖြစ်ပေါ်လာမယ့် ဝေဒနာတွေဟာအဲ့ဒီသောတာပတ္တိမက်ကနေပြီးတော့ဖြတ်လိုက်တဲ့အတွက်ကြောင့်ချုပ်သွားတယ်မလာတော့ဘူးအပင်စင်းရဲမှာဖြစ်မဲ့ဝေဒနာတွေအဲ့ဒါဒိဋ္ဌိပြတ်သွားတဲ့ကြောင့်ဒိဋ္ဌိကုနဲ့ပတ်သက်တဲ့ဝေဒနာတွေမလာတော့တာပဲဒါဝန်နားမလဲပဲနဲ့ဝေဒနာချုပ်အောင်ကျင့်နေဝေဒနာချုပ်အောင်ကျင့်နေဆိုတော့အဲ့ဒါတွေတရားတော်မှအပေါင်းသူတော်ကောင်းလို့လန်လွဲနေလားမလွဲဘူးလားအဲ့တရားတော်မှတွေကတရားထိုင်နေအထောင်ကတရားထိုင်နေတမာရီဖြစ်နေတဲ့ခါကျတော့ဒုက္ခဝေဒနာဖြစ်တာပေါ့ ဒုက္ခဝေဒနာမလာဘူးလေအဲ့ဒီမှာဒုက္ခဝေဒနာချုပ်မနေဘူးလားကဲတခါတခါမှသတိပြန်ရတဲ့အချိန်မှာဒုက္ခနဲ့လာရရင်မနာဘူးလားဘာမလဲဘာမလဲအဲ့ဒါပဲလေအဲ့ဒီဝေဒနာချုပ်အောင်ကျင့်လို့မရဘူးသဘောပေါက်လားချုပ်တယ်ချုပ်တယ်ဆိုတာ तू ကဒုက္ခဝေဒနာဖြစ်တဲ့အချိန်မှာဒုက္ခဝေဒနာမလာဘူးဥပ္ပခဝေဒနာမလာဘူးဒါတရားရဲ့သဘောပဲလေအဲ့ဒါကိုဝေဒနာချုပ်အောင်လိုက်ပြီးတော့လှုပ်ဆရာမလို့အဲ့ဒီဝေဒနာမှာတဏှာမာနဒိဋ္ဌိကပ်နေတဲ့ အဲ့ဒီတဏှာတွေမာနတွေဒိဋ္ဌိတွေကိုပဲမေကသစ္စာပွားပြီးတော့ဖြတ်ရမှာမဟုတ်ဘူးလားအေးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အဲ့ဒီထေရဝါဒဆိုင်းပုတ်အမိခံပြီးတော့အမားတန်တရားလဲနေတာတွေကိုသတိထားကြပါဟုတ်ကလားအဲကြောင့်တရားတော်မပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးစင်ဟောကြားခဲ့တဲ့ဒီထေရဝါဒဆိုင်းပုတ်အောင်မှာအမားတန်တရားဆိုတဲ့ဒီတရားတော်ကိုတရားတော်မပေါင်းသူတော်ကောင်းတို့အနေနဲ့ ကိုယ်စီကိုယ်စီနှလုံးသွင်းကြပြီးတော့ငါတို့ဟာဒီမှားရွံ့နေတာကိုထေရဝါဒဗုဒ္ဓဘာသာဝင်တွေအစ်စ်ဖြစ်ရှင်နေဆိုရင်တော့ကိုယ်စီကိုယ်စီတို့ဟာပြင်ကြရမယ်လို့တရားဒဂမပေါင်းသူတော်ကောင်းတို့နဲ့သဘောကျအနေနဲ့သဘောကျပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာတော်မှာထေရဝါဒဗုဒ္ဓဘာသာဝင်ဘုရားရဲ့သားတော်သမီးတော်များစစ်စစ်မှန်မှန်ဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်း ထုတ်နိုင်ကြပါစေကုန်ရာတည်း ဲ့တော့ဒီမှာမေကွန်းလေးနည်းနည်းမေးထားတယ်တရားနာပရိသတ်တွေတည်းရလဲမေကွန်းမေးကျင်တယ်ဆိုရင်မေးနိုင်ပါတယ်ဦးစင်းကမေကွန်းမေးကိုခွင့်ပြုတယ်ဆရာတော်ဘုရားကြီးတပည့်တော်မိဂရောင်ဆရာတော်ဘုရားကြီးဘုရားညုံကုန်းဆရာတော်ဘုရားကြီးနဲ့မိဂရောင်ဆရာတော်ဘုရားကြီးကဘုရားတပည့်တော်ပန်ကြပါတယ်ဘုရားဘုရားတပည့်တော်ဓမ္မဝိနည်းများဖြေကြဖို့ခွင့်ပြုတော်မူပါဘုရားမမဖေ။ဘုန်းကြီးတရားဟိုဇောက်စာလေးတပည့်တော်ရင်ဖြည့်ချလိုက်အောင်မယ်။တက္ကမရီလားတက္ကရီလားမေးထားတာဗျာ မှန်ပါဗျာမှန်ပါအဲ့တော့ဒကာဒကာမပေါင်းသူတော်ကောင်းတွေတဲကလည်းမေးစရာချင်းမေးလို့ရတယ်ဒီကဆရာတော်ဘုရားကဒကာဒကာမတွေအတွက်မေးပေးမယ်လို့လည်းပြောတယ်အာနာစရာမလိုဘူးနော်သုတ္တဝါဇာနိတံမိဥစဉ်ကနေဘိဓကတော်ရင်တဲကကြားဘူးနောက်ဝါရှင်ဥစဉ်ဖြေပေးမယ်ဥစဉ်ကဘုရားလည်းမဟုတ်တဲ့အတွက်ကြောင့်အကုန်လုံးဖြေနိုင်မယ်လို့တော့မဝင်ခံဘူးနော်အဲ့တော့ဒီမှာမေးထားတာ ဆရာတော်တန်ဃာတော်ရှင်မြတ်ဖရာတဲ့ဖရာတပည့်တော်မိဂွန်းတစ်ခုသိလို့ရင်မင်းမြန်၆ထားကိုပြုပါဖရာဖရာတပည့်တော်တို့ဒီကျေးဇူးရှင်ဖြစ်တော်မူသောကျွန်းကုန်းတော်ရဆရာတော်ဖရာကြီးဝိဇာတမွေးနေ့တိုင်းမွေးနေ့တိုင်းတွင်တပည့်တကာတကာမှအပေါင်းတို့ကနေပြီးဆရာတော်ဖရာဓမ္မနဲ့ကျေးဇူးဆက်ပူဇော်သောအပြင်တရားဟောဓမ္မဂတိကဆရာတော်ရှင်မြတ်မြတ်ပြင်းလျှောက်လေရှိပါသည်ဖရာဆရာတော်ဖရာဟောဖို့ညွန်ပြဆုံဆုံးပါတဲ့ဒေသနာတော်များအပြီး ရေသရှာတရားမရှိမြင်ခင်တပြည့်တကားကမမယာပေါင်းတို့မှသာသနာတော်အတွက်ဆွန့်တင်ကကြောင်းစေပစ္စည်းလေးပါအတွက်အာမိသပူဇာဝတ္ထုများကိုဝိနည်းတော်နဲ့အညီအဆသောဤဖြင့်ကပ္ပယံကာရကထံတွင်လှူထားလွန်အပ်ပါသလားဖရာတဲ့အေးအဲ့ဒါကတော့ခုနဦးစဉ်ပြောခဲ့သလိုပဲဓမ္မနဲ့ဝိနည်းနဲ့လျော်စွာညီအောင်လှူရင်တော့ဓမ္မပူဇာအစစ်ဖြစ်မယ်ဟုတ်ကလားအေးခုနပြောတော့ ယဟန်တော်တွေကလည်းတရားဝဲကိုဆိုတာမြတ်စွာဘုရားတရားကိုရောင်းစားတာမျိုးမဖြစ်ရဘူးအာတရားဝဲတဝဲဆိုဘလောက်မလဲတခါတည်းဟုတ်လားဘလောက်လှူမှအနည်းဆုံးဆို10သိန်းသိန်း90ရမှငါကြွမယ်ငါကဘာလုံငန်းနေလုံနေရတာဆိုရင်ဒါတရားရောင်းစားတာမဟုတ်ဘူးလားအေးအညတခါတခါမတွေကနေပြီးတရားကိုပူဇော်တဲ့အနေနဲ့တရားကိုကြီးညိုလို့ဆိုပြီးတော့စွန့်တင်ကပြောင်းစီပစ္စည်းလေးပါအတွက်ဆိုပြီးတော့ကပ္ပိယကာရကမြာထံကနေပြီးတော့အအဆက်ဆက် ပစ္စည်း၄ပါးကိုကပ္ပယကာရကများက၆ထားပြီးတော့လှူဒါန်းတယ်ဆိုရင်ဒါဓမ္မပူဇာအစစ်ပဲဘုရားအလိုတော်ကြဖြစ်တယ်ဟုတ်ကလားနော်အဲ့တော့ဒကာဒကာမတွေကနေပြီးတရားတော်ဟိုဟိုဓမ္မအားလျော်စွာဝိညာဉ်အားလျော်စွာပူဇော်လှူဒါန်းဖို့တော့မြတ်စွာဘုရားကမကန့်မြစ်ဘူးဟုတ်တယ်နော်ဘုရားအလိုတော်မကြတဲ့ပေါက်တက်ကရနော်အဲ့လိုတရားတွေကိုဈေးရောက်တဲ့သဘောမျိုးနဲ့ဈေးတွေကိုင်ပြီးတော့ဘလောက်ပေးမှတရားဟောမယ်ဆိုတဲ့ဟာမျိုးစီး ဘုရားတရားကိုဓမ္မဝါနိစ္စလုပ်တဲ့အတွက်မြတ်စွာဘုရားအလိုတော်မကြဘူးเนาะအဲ့တော့ဒကာဒကာမတွေကလည်းဒါဥစဉ်တို့စာထဲမှာလည်းပါတာပဲဟိုအတော်ကမင်းကြီးကဓမ္မပူဇာအနေနဲ့ဆိုပြီးတော့တရားကိုပူဇော်တဲ့အနေနဲ့ဟိုအတပြာဘလောက်လှူတယ်ဆိုတာစာထဲမှာပါတယ်ဒါကလည်းတရားကိုပူဇော်တာဆိုတာအဲ့ဒီခက်မှာလေဒီလိုပဲအဆက်ဆက်ယဟန်တော်တွေကိုအဲ့လိုတရားကိုပူဇော်တဲ့ငွေကိုကပ္ပယကာရကတွေကယဟန်တော်တွေအတွက်စွန့်တင်ကကြောင်းစီပစ္စည်းလေးပါအဆက်ဆက်လုံးပေးတာ တကယ်တချို့နေရာတော်တော်များများလို့ပြောဓမ္မပူဇာဆိုပြီးနော်လူလူရှိမှကြတော့တချို့ကြလည်းဗျောင်းတင်းနဲ့ကတ်ခန္ဓာပဲတချို့ကြလူရှိမှဟန်ပြဟန်ပြယူပြီးတော့ကွယ်ရမှာသူကိုယ်တိုင်သုံးဆွဲနေတာမျိုးလောက်တာဟုတ်သလားဆိုတော့မဟုတ်ဘူးအဲ့လိုတော့မလုပ်ရဘူးဟုတ်ကလားတခါတခါမတွေကလည်းလှူတဲ့အခါမှာသွန်းတင်ကန်းကြောင်းစီပစ္စည်းလေးပါပဲအာယုံပြုပြီးတော့ကတ်ပြရကာရကနဲ့အဲ့အဆက်ဆက်လှူဒန်းတာဖြစ်ရမယ်ယဟန်တော်ကလည်းသွန်းတင်ကန်းကြောင်းစီပစ္စည်းလေးပါကိုပဲအာယုံပြုပြီးကတ်ပြရရှိမှတောင်းခံရမှာ အဲ့လိုမှမဟုတ်လို့ရှိရင်ဒါတရားပွဲမှာတရားရောင်းစားတဲ့သဘောဖြစ်သွားမယ်ဟုတ်လားသဘောပေါက်တယ်နော်အေးနောက်ဆက်တွဲနေဖြင့်ခုလိုနှစ်စဉ်ဓမ္မပူဇာပူဇော်တဲ့ကျေးဇူးသတ်တရားပွဲကိုမအံ့မဆန့်အပြစ်အပြစ်ဖြစ်နိုင်တဲ့အမှုကိစ္စအဝဝအားလုံးမင်းကြားပြတော်မူပါတဲ့အဲ့လိုပေါ့နော်ဒကာဒကာမတွေကခုနဦးစင်ပြောခဲ့တယ်လို့ပဲဒါလည်းကပ္ပိယကာရကနဲ့အဲ့အဆာရှောက်ထားတာလည်းမဟုတ်ကရှေ့မှာငွေဖလားကြီးတွေချပြီးတော့ တရား90တထောင်တထောင်ထဲကြပြီးတော့ပြီးလဲပြီးရောဟာဓမ္မပူဇာပဇက်ကတော့ဓမ္မပူဇာဆရာတော်ဘုရားဘလူကဓမ္မပူဇာဘလောက်ပါဘုရားအာညာလောက်ပါဘုရားနဲ့ပြီးရင်ဘုန်းကြီးရှိမှဝတ္ထုတွေကအဲ့ဒါမျိုးတွေဟာဒါလုံးဝမှားယွင်းတယ်ဟုတ်ကလားအဲတကယ်တော့တခါတခါမှတရားလဲဆွန်းတင်ကကြောင်းစီပြည့်စည်လေးပါအတွက်လူတန်းတယ်ဆိုရင်ကပ်ပြာကာရကများကနေပြီးတော့ယဟန်တော်ကိုအာရှင်ဘုရားတခါတခါမှများကနေပြီးတော့ဓမ္မပူဇာအဖြစ် နော်သွန်သင်္ကန်းကြောင့်စီပစ္စည်းလေးပါအတွေ့လှူဒန်းထားသောသဘောကဘလောက်ဆိုဘလောက်ပေါ့လေသိန်း10သိန်းဆို10သိန်းပေါ့သိန်း30ဆိုသိန်း30တန်မှဖြစ်ပေါ်လာသောယဟန်တော်တို့နဲ့အဆတ်သောအလူရှိရာပစ္စွန်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါကိုဘုရားတပည့်တော်တို့ကပ်ပြီးရကာရကမြတ်ထာမှာအလူခံတော်မူပါဘုရားဒီလိုလျှောက်ထားရင်ဒါသာသနာတော်အတွက်အဆတ်ဖြစ်တဲ့ယဟန်တော်ကလည်းသွန်သင်္ကန်းကြောင့်စီပစ္စည်းလေးပါသုံးဆွဲလို့ရတယ်ဒကာဒကာမတွေကလည်း သွန်သင်္ကန်းကြောင့်စီပစ္စည်းလေးပါအတွက်အာယုံပြုပြီးတော့တရားကိုပူဇော်တဲ့အတွက်ကြောင့်နှုတ်နှစ်ဖက်ကုသိုလ်များတယ်ပေါ့အဲဓမ္မဂတိကလှုပ်သူကနေဟန်ဆောင်မဆောင်တဲ့လူရှိမှတော့လှုပ်ပြီး क्वे ရမှာကင်သွားတာတော့မလုပ်ရဘူးနော်ဒါကဒကမတွေလည်းနားလည်အောင်လို့လည်းဘယ်ဘုန်းကြီးကဝိရိတော်နဲ့အညီနေမနေဆိုတာလေ့လာအောင်မလုပ်ဘူးလားအဲအဲအဲ့လိုမှမဟုတ်ရင်ဒကဒကမတွေရှိမှတော့အားအဆတ်လူတွေ क्वे ရကြတော့ငွေကင်နေဆိုရင်ဒါလူမိုက်အားပေးသလိုဖြစ်တယ်ကောင်းတာမလုပ်ဖက်နဲ့မဟုတ်တာရင်ချောက်ပြီးတော့ဒီငွေတွေနဲ့တခါတဲ့အတူတွေခြေစား မဟုတ်တာတွေလုံနေလို့ရှိရင်အကုသို့မပွားဘူးလားအေးအဲ့ဒါသတိထားကြနော်ငွေဆိုတာမသုံးတိုင်ဘေးသုံးတိုင်ဆေးပဲဘုရားအလိုတော်ကြအဆောင်းစီမံတာကိုမြတ်စွာဘုရားကမကန့်မြစ်ဘူးနော်ဝိနိမရာသတိခါဘုဒ္ဓမေနကတိခါဘုဒ္ဓထင်ရှားချီးပြီးသားအဲ့လိုဘုရားကဗုဒ္ဓအလိုတော်ကြမူဝင်တဲ့တရားတော်မှတွေထင်ရှားလုပ်ပြီးလုပ်နေတာဟောတာမြတ်စွာဘုရားကအလိုတော်မကြလို့ဦးဇင်းတို့ကပြောနေရတာဟုတ်ကလား ဆရာတော်ဘုရားမေးလို့ရပါပြီဗျဆရာတော်ရှင်သူမြတ်ဗျာဝိညာဉ်ကရုကဖြစ်တော်မူသောဆရာတော်ရှင်သူမြတ်ဗျာတပည့်တော်မေလျှောက်မဲ့မေကွန်လေဝဲရှိပါတယ်ဗျာဒီမေကွန်လေဝဲဒီအခုခင်မှာထင်ရှား ကြော်ကြားနေလို့ပျော်ပေါ်တင်လူပြုလုပ်နေလုပ်ငန်းဖြစ်ပါတယ်ဗျာဒီကိစ္စတွေကိုတရားဓမ္မများတည်တာထင်ရှားဖို့ရာအတွက်ဆရာတော်ဟောကြားတဲ့တရားတွေမှာလည်းပါပြီးသွားပါပြီဗျာဒါပေမဲ့ဖျားပြုတ်လျှောက်ထားခြင်းကအကျိုးနဲ့ပြည့်ကိုလျှောက်မှာပါဗျာညနေပိုင်းတန်ဃာတော်များအားမြင့်ခွာရွတ်တော့စက်တော်တော့လက်ဖက်တော်များကထာကိုလှူတိုင်းလို့လို့မှတွေ့ရပါတယ်ဗျာ ထိုသောကချင်းသည် စားသုံးသောရဟန်းတော်များအပြစ်နှင့်အကျိုးကလူသောတရားဓမ္မတွေရဲ့အပြစ်နှင့်အကျိုးကိုရှင်းလင်းသိတောင်းမိတ်ကြတော်မူပါဗျာအဲ့တော့ဒီနေရာမှာကတရားဓမ္မတွေသတိထားရမှာကအရှိကနှစ်ရှိရှိတယ်ရဟန်းတော်တွေဘက်ကတော့ရှင်းတယ်အဲ့ဒါတွေကိုရဟန်းတော်တွေကစားရင်ညနေဘက်မှာဝိကာလဘောဓနာသိခါဖို့ရဒီကျက်သွန်အုပ်တွေမြစ်ခါရွတ်တော့နော်ဘုန်းကြီးဟုတ်လား အဲ့ဒါတွေစားရင်ယဟန်တော်တွေကပါစီအားပဲတင်းတယ်လူတွေဘက်ကကြတော့မတိလို့ကမ့်မိတာကကြတော့လူတွေကိုမတိလို့ကမ့်မိတဲ့လူတွေကိုတော့ပထမအနေနဲ့တော့အပြစ်ပြောကိုခက်တယ်အေးဒါပေမဲ့တက္ကသမတွေကမကတ်ကောင်းဘူးဆိုတာကိုသိရသားနဲ့ကန့်ရင်တက္ကသမတွေကုသိုလ်တပြားမှမရဘူးအဲ့ဒါမိစ္ဆာတိမောက်ခါလို့ခေါ်တယ်မုဒ္ဒပတန်နာမကြီးတီးတီးကြီးနဲ့ကန့်လဲတက္ကသမတွေကုသိုလ်မဖြစ်ဘူး မသိလို့ကမိလဲကုသိုလ်မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကိုစင်းတို့ဒီပေတကောပရိသပါဠိတော်ထဲမှာဟောထားတာယောသသီလဝန္တေသူအကပိယတာပရိဘောဂေနဒါနံသီလရှိတဲ့ပုဂ္ဂိုလ်တွေမှာမအပ်ထာကိုပေးလူလို့ရှင်အေတံဒါနံအကုသလေနဒိဋ္ဌိအဲ့ဒါအကုသိုလ်နဲ့ပေးလူတာပဲတဲ့အကုသိုလ်တွေတိုးွားတယ်လို့ပေတကောပရိသမှာပါတယ်ဒါကြောင့်ယဟန်တော်တွေကို မစားကောင်းတဲ့ညသာသွားကရင်တက္ကရာမတွေကုသိုလ်မရဘူးဒီပေတကောပရိသပါဠိတော်ရတယ်အရက်ကရင်လည်းကုသိုလ်ရမလားကဲဒီလိုပဲယဟန်တော်တွေကငွေအလူမခံကောင်းဘူးဆိုတာတက္ကရာမတွေသွားကရင်ကုသိုလ်ရမလားကဲကုသိုလ်မရတဲ့အလုပ်ကိုလုပ်နေဘာအဓိပ္ပာယ်ရှိလဲဘာမှအဓိပ္ပာယ်မရှိဘူးတက္ကရာမပေါင်းသူတော်ကောင်းတို့ဟုတ်ကလားအေးအဲ့ကြောင့်ယဟန်တော်တွေကိုမအပ်တဲ့မြတ်စွာဘုရားတားမြစ်ထားတဲ့ဒီချွေငွေတွေညသာကတ်ခြင်းနဲ့အရက်တွေ မကတ်ရဘူးကတ်လူချင်းစီဒါကုသိုလ်နဲ့ပေးလူတာမဟုတ်ဘူးတဲ့ဒါပေတကောပရိသတ်အဲ့လိုဆိုထားတယ်အဘိဓမ္မာသဘောအရာတွေကလည်းဒါတရားမမှန်မကန်တာတွေကိုကြီးညိုစရာလို့သွားထင်နေတယ်ဒီလိုဆိုရင်မိစ္ဆာတိမောက္ခတွေပဲနော်တရားတရားအတုတွေပရမဘေကွန်တကောကိုဖြည့်ကြပေးတဲ့အတွက်ဝမ်းမြောက်စွာကျေးဇူးတင်ပါတယ်ဗျာဒုတိယဘေကွန်ဖြည့်ကြပါမယ်ဖြောက်ထားပါမယ်ဗျာ ဆရာတော်သားဆရာတော်ရဟန်းတော်များတပါးတိတည်င်းသုံးတဲ့ကျောင်းဆောင်ပေါ့ဗျာအဲကျောင်းဆောင်တည်းမှာဒကမများတယောက်ထီသွား၍ဆရာတော်အဖို့မြော်ခြင်းဖရာပံကိုလဲခြင်းအကြောင်းဝေဟာဝေစာသွားလို့ခြင်းတရားသွားနာခြင်းကိစ္စတို့သည်အချို့နေရာမှာများစွာတွေ့ရပါတယ်ဗျာထိုကိစ္စသည်အမတိမတန်သန္တရာတန်သာသနာတော်အတွက်အန္တရာယ်ရှိခြင်းတည်ယူသောကြောင့်ဆရာတော်မှာ ဝိနည်းဒေသနာတော်အာဂမယုတ်တိတဘာဝယုတ်တိများဖြင့်ရှင်းလင်းဟောကြားပေးရန်လျှောက်ထားပါတယ်ဗျာအဲဒကာမတွေအဲ့ဒါသတိထားရမယ်ရှင်းဖြစ်တယ်ဘုရားတို့ဇာပေမာက မာတုကာမဆိုတာဗြဟ္မစရိယရဲ့အန္တရယ်လို့ဒီလိုဆိုထားတယ်ဆိုတော့အမျိုးသမီးတွေဟာအဲ့ဒါအဲ့ဒီလိုယဟန်တော်တွေရှိတဲ့တဘာတွေရှိတဲ့နေရာတွေကိုတယောက်တည်းသွားပြီးတော့အဲ့လိုလှုပ်တာမလှုပ်ရအောင် ယဟန်တော်တွေကလည်းတရားတော်မတွေလာတာကိုအဲ့ဒါစိတ်ထဲကตาယာမိတယ်အတူတူနှစ်ယောက်တည်းစကားပြောကျင်တဲ့စိတ်ဖြစ်တယ်စိတ်ကြွယ်ရမှာအဲ့လိုဆိုရင်ယဟန်တော်မှာလည်းဒါပါစိတ်အာဘကမလွတ်ဘူးအဲ့တရားတော်မတွေကလည်းဒါနားလည်ရမယ်အမျိုးသမီးတွေတိထားသိတဲ့သိခါပုတ်တွေပဲယဟန်တစ်ပါးနဲ့အမျိုးသမီးတစ်ယောက်စီကြွယ်ရမှာအဲ့လိုစိတ်ကြွယ်ရမျက်စိကြွယ်ရနားကြွယ်ရပေါ့မျက်စိကြွယ်ရဆိုလို့ရှိရင်ဒါလိုက်ကပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အခန်းတွေကြွယ်နေမျက်စိကြွယ်ရပဲ နားကွယ်ရဆိုတာကတော့72000မှနေမကြရအောင်ဘာပြောနေမှမသိဘူးတိုးတိတ်တိတ်အဲဆိုနားကွယ်ရအဲ့ဒီမှာအမျိုးသမီးနဲ့ယဟန်တော်နဲ့နှစ်ယောက်တည်းမရှိရအောင်အဲ့တော့အမျိုးသမီးတွေကနေပြီးတော့ယဟန်တော်တွေရှိတဲ့နေရာသွားမယ်ဆို အမျိုးသားတယောက်အ ਨੇ ဆုံးပါသင့်တယ်ယဟန်တော်ကမသားစိတ်အမျိုးသမီးတယောက်တည်းလာတာကိုမသားရခဲ့ရင်တော့မှအမျိုးသမီးတယောက်တည်းသွားဖို့မသင့်တော်ဘူးကြာရင်ဒါသည်အန္တရာယ်ဖြစ်လာတယ်ပြောပြမယ်ဝတ္ထုတစ်ခု တခါတော့ဆရာတော်တစ်ပါးကအဲ့ဒါစားလို့တောက်လို့မကောင်းဘူးဆိုပြီးအမျိုးသားတွေရှင်းရင်သိတယ်မတိုင်းမနာလက်ရာမကောင်းတာနဲ့ဆိုပြီးတော့ဆရာတော်ကလည်းကပ္ပိယကတကောအမျိုးသမီးတယောက်ကိုငှားခိုင်းလိုက်တယ်ငှားလိုက်တဲ့ခါကျတော့ငငယ်လေးဆိုလို့ရှိရင်လည်းဒါအယုတ်တွေပါတယ်ရှိုးလို့ရှိရင်တက်မြန်မာဆိုးလို့အယုတ်ကလည်းဆိုးဆိုးအသက်လည်းကြီးကြီးနော်အယုတ်လည်းဆိုးတယ်အသက်လည်းကြီးတယ်နဖူးမှာဘူးစည်းကြီးပါတဲ့တကောင်မကြီးကိုငှားခိုင်းလိုက်ကပ္ပိယတွေကလည်းဟန်ကြတာပေါ့ငှားပြီးတော့နေတိုင်းဆွန့်ချပြီးတော့ကတ်တကောင်မကြီးက ဆရာတော်ကတရစ်ကြတော့ပြောတယ်လေဟဲ့တကားတွေတော်ပြီတော်ပြီကွာအဲ့ဒီကမကြီးမင်းတို့အလုတ်ဖြုတ်လိုက်တော့မထမ်းနဲ့တော့မထမ်းနဲ့တော့ကြောင်းပါဟာဆရာတော်ဘာဖြစ်လို့လဲဘုရားဘာဖြစ်လို့လဲဘာဘာဖြစ်တာလဲဆိုအဲ့ဒီကမရဲ့နဖူးကဘူးသီးတဖြည်းဖြည်းပျောက်လာတယ်ကွာလို့သဘောပေါက်လားအေးဒီလောက်အယုတ်ကလည်းဆိုအသက်ကလည်းကြီးပါတယ်ဆိုတပူကဘူးသီးကြီးပြောင်းလာတယ်တဲ့။ကျန်ရင်ဆရာတော်အချင်းနေမကောင်းတော့ဘူးဟုတ်လား။အေးအဲကြောင့်နော် အဲ့တော့ဖိဆာလို့ရှိရင်ဓမင်းညာတော်မှာအရသာရှိသေးတယ်ဆိုတာဝိုးအဲကြောင့်အဖွားကြီးဆိုပြီးတော့လည်းစိတ်မချရဘူးသာသနာမှာကဟုတ်ကလားအေးအေးဒကာဒကာမတွေတတိထာနော်အဲ့ဒါသဘောပေါက်အောင်တရားပြောပြတာတချို့ကအချင်းညိုလွန်လွန်းတာဟုတ်ကလားဖုန်ကြီးကိုနှိပ်ပေးနေတာနဲ့ဖုန်ကြီးနင်းတာခန္ဓာနဲ့တခါတည်းကိုဖြစ်နေကြတာသာသနာမှာအဲ့ဒါမလျော်ကံဘူးအဲကြောင့်ကိုယ့်ရဲ့သာသနာတွေကကိုတော်လေးတွေယဟန်တော်တွေယဟန်ကြီးတွေ သာသနာထဲမှာမြဲစေခြင်းနဲ့ဆိုရင်အမျိုးသမီးတစ်ယောက်တည်းနဲ့အဲ့လိုမျိုးယဟန်တော်ကိုသွားတဲ့လေထာမလုပ်ပါနဲ့ဒါဥစဉ်ဆိုလို့ရှိလို့ရှိရင်ဒါမဲတော်အရင်ခေါက်ခေါက်ကြီးကိုတောင်မှဥစဉ်ရှိကိုနှစ်ယောက်တည်းမဲတော်ကြီးတစ်ယောက်တည်းလုံးဝလာခွင့်မပေးထားဘူးဥစဉ်မဲတော်ကြီးဒီတရားပွဲထဲမှာလည်းပါတယ်ဥစဉ်မဲတော်ကြီးဆိုဥစဉ်ကမလာရဘူးဒါကိုမဲတော်အရင်ပဲဘလို့မှကိလေသာဖြစ်စရာအကြောင်းတရားမရှိဘူးသို့တော်မြတ်စွာဘုရားပြောတဲ့အတိုင်းမဲတော်လည်းအမျိုးသမီးဟာအမျိုးသမီးပဲ ဦးဇင်းတော့ဝိနည်းဒေသနာတော်ရဲ့အဲ့လိုပဲသတ်မှတ်တယ်တရားမဲတော်တော်မှတရားထဲလာဝင်လုံးဝဦးဇင်းခွင့်မပေးဘူးအ ਨੇ စုံကိုရင်တပါရှိမှမဲတော်နဲ့စကားပြောတယ်ယဟန်တော်တွေသိအရေးကြီးတာပေါ့တချို့ဆရာတော်တွေကလည်းအဲကိုကစိတ်ကမตายရင်ပြီးတော့ဘာညာဆိုအမျိုးသမီးနဲ့စကားပြောတော့နောက်နောက်တပည့်တွေကအဲ့ဒါနော်မှပြီးတော့ပါပြေးသွားလိမ့်မယ်ဟုတ်လားအဲသတိထားရမယ်ပေါ့ဆရာတော်လှုပ်သူလည်းသတိထားရမယ်တခါတခါမှတွေဘက်ကလည်းသိခါပုတ်တွေရှိနေတဲ့အတွက်ကြောင့်ရှောင်ကြဉ်မှုလိုလားမလိုဘူးလား ေးလိုတယ်နံပါတ်2မေကုံးကိုဖြေကြပေးတဲ့ကြောင့်ဝါမြောက်စွာကျေးဇူးအထူးတင်ပါတယ်ဗျာနံပါတ်3မေကုံးမှာတော့ဆရာတော်ဟောပြီးတဲ့ထဲမှာပါတော့ပါဗျာအလှူရှင်ပြုပွဲတွေမှာဆိုင်းတဲ့ဇာတ်တွေထဲတဲ့ကိစ္စရဲ့ခொနကဟောကြားရတဲ့အတိုင်းမဟုတ်ဘဲနဲ့အကျိုးနဲ့ပြစ်ကိုမင်ကြားပေးတော်မူပါဗျာအဲ့တော့ဆိုင်းနေပုံနေထဲတာဦးဇင်းတို့ဒီ ကိုတနေ့ကဦးစင်းဆရာသမားလည်းပြောတယ်ဝိနည်းမဟာဝံလည်းပါတယ်ပွဲအလှပေါ့ပွဲအလှတို့အရင်အလှဆိုတာကုသိုလ်လို့ထင်ရောင်ဖြစ်ပေမဲ့ကုသိုလ်မရဘူးတဲ့ဒါဝိနည်းမဟာဝံမှာဟောထားတယ်ကုသိုလ်လို့ထင်ပြီးတော့ကုသိုလ်မရတဲ့အလှနော်အဲ့တော့တက္ကသကမပေါင်းသူတော်ကောင်းတို့အဲ့ဒီစာပေအရအကျိုးနဲ့အပြစ်မှာအပြစ်ပဲရှိတယ်ဒါကြောင့်အလှတန်းတွေမှာလုံးဝဆိုင်းနေပုံနေအဲ့ဒါတွေမထက်ရအောင်အလှတချို့ကခုနပြောဆိုအလှလို့ပြောပြီးတော့အလှလူသလိုဆိုင်းလူသလိုဘုံလူသလိုလိုနဲ့နော် အတော့အဲ့ဒီအဲ့ဒီအလူမျိုးအရက်အလူတွေပေါ့တချို့ကအရက်အရက်တွေပါတယ်တောင်မှလူကောင်းတယ်ထင်သေးတယ်တချို့ကထောက်လိထောက်လိမဲ့ဝတ္တန္တရာမင်းကြီးအလူဒါနလုံတုံးဟာအရက်ပါတယ်အဲ့ဒါစာပေနားမလည်ရင်တလွဲဆံမြင်ကောင်းတတ်တယ်နော်အရက်ပါတယ်ဆိုတာအဲ့ဒါကပေါက်ဖို့လူတာမဟုတ်ဘူးဗျအရက်စီအကြောတွေပါတယ်ဒီဟိုလင်ငန်းဖြတ်တဲ့ပုံကိုယ်တွေအဲ့ဒီအရက်တို့ဒီဟွာတို့ဟွာ လျှောက်သည်လျှောက်တောချောင်းမြင့်နဲ့လိမ့်ရင်လင်ငါဖြတ်တာတွေပါလေပျောက်တယ်အဲကြောင့်အရက်ကိုခန္ဓာကိုပြင်ပလိမ့်ဖို့အနေနဲ့လှူတာဗျာတောက်ဖို့လှူတာမဟုတ်ဘူးအဲ့ဒါစာပေမတက်ဘူးဆိုရင်နားမလည်အယူဆတက်တက်ကောင်းအောင်လွဲတတ်တယ်နော်ဘောတန္တရာမင်းကြီးအလှူတော်အရက်လူပါသေးတယ်လုံးအောင်မယ်တကြဟုတ်လားအဲ့ဒါကြောင့်တခါတခါမှတွေအလှူပွဲတွေမှာခုနဥစဉ်ပြောခဲ့တယ်လို့လှုပ်ချင်ကိုယ့်ဟာကိုယ်ပွဲလန်းသမင်တခြားမှာလို့ဒီအလှူရသော်ဗျာသာသနာတော်နဲ့ပတ်သက်ပြီးတော့ ထေရဝါဒအမိခံပြီးအငိမ့်ဘွယ်ဇာဘွယ်တွေမထဲကြပါနဲ့တန်တန်ရှင်းရှင်းလေးပဲကုသိုလ်ကောင်းမှုတွေကိုလုပ်ကြပါအဲအဲ့လိုမဟုတ်မှကိုယ့်ရဲ့ရိုးရာပေါ့နော်ဒီကရင်ဆိုကရင်ဖားစီတို့ဘာဒီရှမ်းတို့ဘာလို့ဆိုအိုးစီတွေနောက်ရခိုင်စီတော်တွေအဲ့ဒီရိုးရာစီတွေကိုကြတော့ဗုဒ္ဓပူဇနီးယဘုရားပူဇော်တဲ့အနေနဲ့တော့ရတယ်အပျော်ပါမဟုတ်ဘူးဒါဥစဉ်တို့ဗုဒ္ဓစာပေထဲမှာလည်းရှိတယ်မြတ်စွာဘုရားကိုဒုတိယတွေဘလောက်နဲ့ပူဇော်လို့မယ်လို့ချမ်းသာတွေခံစားရတယ်ဆိုတာအပါဒံပါဠိတော်တွေမှာပါတယ် ြန်မာပြန်နေတဲ့တက္ကရာကမတွေဖတ်ကြည့်အဲကြောင့်အပြောအပြစ်ကပြစ်ကချောပုံစံမျိုးတက္ကရာတဲ့ဟေလာဝါလာရေမောတဟာမဟုတ်ဘူးတကယ်မြတ်စွာဘုရားကိုတန်ဃာတော်တွေကိုပူဇော်တဲ့ပုံစံမျိုးပူဇနီးယပုံစံမိမိရဲ့ရိုးရာစီတွေတီးပြီးတော့ဘုရားကိုနော်ဗုဒ္ဓပူဇနီးယအနေနဲ့အဲ့လိုငင်းချောင်းတာယာသာပူဇော်တာမျိုးကတော့ကုသိုလ်တွေပွားတယ်အဲ့လိုမှဘုရားနဲ့ဒုံဒုံခွက်ခွက်နဲ့တက္ကရာတဲ့အကုန်လုံးနော်ဖောကျင်တာဖောရည်ကျင်တာရည်စားကျင်တာစားကြဟေးလာဝါလာရည်လိုက်မောလိုက်နဲ့အဲ့ဒါမျိုးကတော့ကုသိုလ်မပွားဘူးနော် အလိုတော့မလုပ်ရဘူးပေါ့မိမိရဲ့ရိုးရာစီတွေနဲ့တေတေချာချာတကယ်ဖះကိုခုံတော်တွေကိုမှန်းပြီးတော့ဝိသကအเจ้าမကြီးတော်သူ့ဘိုက်တီးပြီးသရှင်းဆိုသေးတာပဲပူဇော်တာမှန်ကန်ရင်တော့ရတယ်ဒါပေမဲ့ဒါကအဲ့ဒါဒီအဲ့ဒါကြီးကိုလည်းအမြွတ်ထောင်ပြီးတော့စတိတ်ချိုးဝဲတွေလုံမဲ့တော့မကြမ်းနဲ့နော်မဆိုင်ဘူးနော်ဒါကဒကာမတွေမိမိရဲ့ရိုးရာ စီတော်တွေဘာတွေနဲ့ဖះကိုမှန်မှန်ကန်ကန်ရင်ကြီးကြီးဗုဒ္ဓကိုပူဇော်တဲ့အနေနဲ့ပဲရတယ်ဆိုတာပြောတာအဲ့ဒါတော့အပါဒဏ်တွေမှာအများကြီးပါတယ် ကိုယ်စိတ်ပေါ်မှာမူတည်တာပေါ့အခုကလူတွေကတရားမှာ90တရားမှာတရားပဲထားပါတော့အဲ့ဒါကပောက်ကရနော်အလူအကြောင်းပြပြီးထင်ရလုံနေကြတာနော်အဲ့တော့ရောမကြိတ်ပါနဲ့ဟုတ်လားရောမကြိတ်ရအောင်နဘာသုံးမိကုံးကိုဖြစ်ကြပြီးတဲ့အတွက်ကြောင့်ဝမျက်စာကျေးဇူးတင်ပါတယ်ဗျာနဘာလင်မိကုံးမှာတော့ခொနကဆရာတော်ဟောသွားတဲ့အထက်မှာဗာပိသဖြစ်ပါတယ်ဗျာထိုဗာပိသအကြောင်းဒီတားကောင်းများတားရွယ်အလှူတွေများစွာလှူကြပါတယ်ဗျာ ထိုလူရဲ့အကျိုးနဲ့အပြစ်ကိုသာတင်ဘုရားကြီးတို့သိကြပါတယ်ဗျာအကျိုးနဲ့အပြစ်ကိုဒကာဓမ္မတွေသိအောင်ရှင်းလင်းဟောကြားတော်မူပါဗျာအဲခုနကလည်းနည်းနည်းတပည့်တော်ဒီပြည့်ယဟန်တော်ဘိုင်းကဝင်းကြီးနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးတွေကလည်းပွဲလုံးမယ်ဆိုရင်အင်းလို့မလုပ်ရဘူးတဲ့တပည့်တော်တို့ဒီဇက်ပွဲလုံးမယ်ဗျာဇက်ပွဲထဲမယ်ဆိုင်းပွဲထဲမယ်ဆိုအေးအေးကောင်းတယ်လို့လုပ်ရင်ယဟန်တော်အာဘတ်တင်တယ်ကဲဝင်းကြီးတော်ရလည်းအခုဇက်ပွဲကိုဘုန်းကြီးကိုယ်တိုင်ကန်ထိုက်ဆွဲနေတော့သွားပြီဘောသာသနာဟုတ်ကလား ဘုန်းကြီးကိုယ်တိုင်ဇက်ပွဲကန်တိုင်းဆိုတော့သာသနာသွားပြီနော်အဲ့ဒါသတိထားအောင်လွယ်တခါတခါမှရဟန်းတော်ဘိုင်းကလည်းအင်းခတ်ပြီးတော့အာကောင်းတယ်ဆိုပြီးမလုပ်ရအောင်နော်အဲ့လိုရှိတယ်အခုသာသတဲ့ကိစ္စတော့ဒီခုနကဥစဉ်ဟောတဲ့အထက်မှလည်းတော်တော်ကြည်ကြဲဝင်းဝင်ပါသွားပြီနော်အထုတလည်းဖြေစရာတော့အထုတလည်းတော့မရှိတော့ပါဘူးအဲ့ဒါတခါတခါမှရနေတာဒီပွဲလန်းတဲ့ပြင်လှုပ်တဲ့အခါမှာနောက်တစ်ခုပြောချင်တာကတော့ဒီအထူးပြောရင်နောက်တစ်ခုပြောချင်တာတော့ရှိသေးတယ် အစွန်းသုံးမှအသားပေါ့ဒါတူလေသတိထားရမယ်ဒီမှာတောကြောင်းမှာအသားတွေလောင်းလာတွေ့တော့တပြည့်တော်တော်တန်နေရဖြစ်မိတယ်ဖရာဒါပုံပုံလင်းချောက်ထားတာနောက်တခါတခါမှတွေမေးကြည့်တော့ပန့်သူသားပါတဲ့ဈေးတရသွားကပ်ပြီးတာကျိုးလဲမှာမထားပါဘူးတဲ့အဲဒီတခါတခါမှတွေဒီဆန်ရဆန်ရရွာတွေဘာတွေကနေပြီးကြောက်တကမျိုးတို့ကဆုံးလာလောင်းရင်သတိထားရမယ်နော်အဲ့ဒါဘုန်းကြီးကျောင်းအတွက်ဆိုပြီးကြက်တွေခွက်ခနဲ့လဲပြင်းလက်လီးသပြီးတော့လာလောင်းတာမျိုးမလုံးနဲ့ဝင်းနည်းနဲ့မအပ်စားဘူးယဟန်တော်ဒီဒီမြင်သားကြားသားယုံမသားကိုမစားရဘူး အဲ့တော့တခါတခါမတွေကအဲ့လိုမျိုးရွာတွေကလာလောင်းရင်ယဟန်တော်တွေမှာလည်းတန်တရားရှိဖို့တာဝန်ရှိတယ်။အဲ့တော့ယဟန်တော်တွေကမေးဖို့မေးရမှာဒါငါတို့အတွက်ရည်စူးပြီးတော့တတ်တာဟာဒါဟုတ်သလားလို့ယဟန်တော်တွေမှာလည်းမေးဖို့တာဝန်ရှိတယ်။တခါတခါမတွေကလည်းဘုန်းကြီးတွေအတွက်ဆိုပြီးတော့ကြက်တွေကိုတတ်ပြီးတော့အဲ့လိုเจ้าမှာလာလောင်းတာမလုပ်ရဘူးကြားလား။အေးလူရင်တန်းကျင်တယ်ဆိုလို့ရှိရင်တခါတခါမတို့အဲ့ဒါကိုဈေးကနေပြီးတော့ကြိုးလဲမှမှန်းနဲ့ခုံတင်သားလို့လည်းခေါ်တာပေါ့။ဈေးကအသားကိုတွားပြီးတော့ဝယ်ပြီးကမှာ ဆုံးလောင်းလို့ရှိရင်ဒကာဒကာမတွေအပြစ်ကင်းစင်တယ်ပေါ့နော်အဲ့လိုရှိတာပေါ့